ဗုဒ္ဓဘာသာကိုမြတ်နိုးတဲ့သူတိုင်းဗမာလူမျိုးဗုဒ္ဓဘာသာလူမျိုးမှန်ရင်လူမျိုးဗုဒ္ဓဘာသာကိုမြတ်နိုးသူတိုင်းဖရာတရားကိုယုံကြည်ကိုးကွယ်သက်ဝင်သူတိုင်းမှတ်သားယူနိုင်ပါတယ်နားယူနိုင်ပါတယ်တရားထိုင်မဲ့ဗတိစိတ်မဲ့ဆိုရင်ဗတိစိတ်တဲ့အခါမှာတရုံသုံးပါးဗတိစိတ် တဏ္ဍုံသုံးပါးမျက်ဆုံးထားဒီဃာထပတိစိတ်ဂုဏ်တော်၉ပါးပတိစိတ်ဂုဏ်တော်၉ပါးလုံးမစိတ်နိုင်ဂုဏ်တော်တစ်ပါးပါစိတ်အရဟံစိတ်ရင်စိတ်ဓမ္မမဟုတ်ဘုဒ္ဓောဘုဒ္ဓောဆို၍စိတ်ပတိစိတ်တဲ့အခါမှာဘုရားဖျားရှင်ကိုအာယုံပြု မပြုနိုင်ဓမ္မမဟုတ်လို့ရှိရင်ဓမ္မမဟုတ်ကိုစိတ်တဲ့ဂုံတော်ဂါရာတို့ယုံကြည်တက်ဝင်ပြီး အာကိုအားထားပြုပြီးစိတ်ကိုညှို့ထားပြီးတော့ပရိစိတ်ရေယုံကြည်ကြည်စိတ်လေးလေးဆဆစိတ်တိတိကြကြလှုပ်အေကံမှန်ထူးခြားလိမ့်မယ်ရေနာတို့အမြတ်ဆုံးတဏုံသုံးပါအဓိကထားပရိစိတ်သဘောပါလားတဏုံသုံးပါအဓိကထားပရိစိတ်ကိုယ်တော်ကိုယ်ပါလဲစိတ်တရားထိုင်တဲ့ခါမှာ သေးသေးချာချာထိုင်ပါတရားမထိုင်ခင်မေတ္တာရင်ပို့ပါရဲဒါလေးတွေနောက်ပြောမယ်ခွာတော့အချင်းညုံပြောလိုက်မယ်တရားထိုင်တဲ့အခါမှာခန္ဓာနဲ့ဉာဏ်ဆက်သွယ်မပြတ်စေနဲ့ခန္ဓာနဲ့ဉာဏ်ဆက်သွယ်မပြတ်စေနဲ့ဝေဒနာနဲ့ဉာဏ်ဆက်သွယ်မပြတ်စေနဲ့သဘောပါလား ဒီလောက်ဆိုရင်တော့သဘောပါလားဝေဒနာယုံနာအဟုတ်မမှန်နဲ့နာယုတ်ဝေဒနာအဖြေရှာအမှန်တွေ့အောင်လုပ်နာယုတ်ဝေဒနာအဖြေရှာအမှန်တွေ့အောင်လုပ်စင်ကျင်တက်အောင်လုပ်ခန္ဓာကိုယ်မှာစင်ကျင်ရှာတွေ့အောင်အဖြေရှာဤကအမှန်ကြိုးထူးလိမ့်မည် သဘောပါလားအေးငြိမ်းချမ်းသာကိုကရှိတယ်အေးငြိမ်းချမ်းသာတဲ့အေးငြိမ်းနဲ့ဘုံဘဝအေးငြိမ်းနဲ့ဘဝမိမိရဲ့ခန္ဓာကိုယ်မှာရှိတယ်မိမိရဲ့ခန္ဓာကိုယ်မှာအဖြေရှာတွေ့အောင်လုပ်စင်ကျင်တတ်အောင်လုပ်နော်သဘောပါလား တိအောင်တက်အောင်လို့ဆိုတာကတော့အတိတ္တိဆိုတာကအကြီးကျယ်ခမ်းနားတယ်တက္ကဒိဋ္ဌိပြုတ်ဘူးဆိုတာကြီးကျယ်ခမ်းနားတယ်အရင်ဆုံးစင်ကျင်တက်အောင်လို့နားလဲတက်အောင်လို့တွေ့အောင်လို့သဘောပါလားခန္ဓာနဲ့ဉာဏ်ဆက်သွယ်မပြတ်စေနဲ့ဝေဒနာနဲ့ဉာဏ်ဆက်သွယ်မပြတ်စေနဲ့စိတ်ကြောင့်ခန္ဓာဝေဒနာဖြစ်တယ်တဏှာဖြစ်တယ်ဒါကြောင့် လူဘဝရောက်တော့ဒါနာနဲ့ဂျုံတော့ဂျုံခိုက်နဲ့တရားရူးများရကြပါသည်တရားများပွားများနိုင်ကြပါသည်တဏှာဝဲခရကြီးမှရက်တက်နိုင်ကြပါသည်တဏှာခြားရဟတ်ကြီးမှရက်တက်နိုင်ကြပါစေသဘောပါလားတောင်းစုပေးပါတယ်နော်အချင်းချုံပြောလိုက်တာအကျယ်ကြီးအများကြီးပြောထားတာရှိတယ်စိတ်ဝင်စားရင်ယုံကြည်တတ်ဝင်ရင် နာယူနိုင်ပါတယ်မှတ်သားနိုင်ပါတယ်